ချက်ချင်းနေတာနေရာကွာကြရတဲ့တိုးပင်လေးပဲဖြစ်ပါပါကျွန်တော်ကတော့ဘူးခေါရေရှာရဲဝင်လေးပေါ့ဆေးရောကိုရောဖြားနေတယ်အနာနာမှာတယောက်ယောက်ကိုလိုအပ်နေပါတယ်တယောက်ယောက်ကလည်းတယောက်တည်းပဲဖြစ်နေတယ်ကိုစင်ရဲ့ပြောသလိုပဲဘွားဟာ၆ထက်အခုချပြစ်ချင်စရာပေါ့ချယ်ရီရဲ့နှခါလောက်ခွင့်ပေးချိန်ပေါ့ခမရဲ့ကျွန်တော်ရဲ့ အရာအလုံးကမိသားတကြားလို့ရှိခဲ့ပါပြီ။မိစားတူရတဲ့လောကရန်တွေကြောင့်တင်ရတွေကလည်းနေရာတကြားပါပဲ။ကျွန်တော်နေနိုင်သောတော့မဟုတ်ဘူး။နေတတ်အောင်နေရရတဲ့အကြောင်းတွေတော့ပြောပြရအောင်မယ်။အဆင်မပြေခဲ့တဲ့ရက်တွေမှာခင်ဗျားကိုကျွန်တော်ပို့ပြီးတော့တတိတွေရတာပေါ့။ always to pass back with fighting ဆိုတဲ့စကားလေးပေါ့ အခက်အခဲတွေဟာအရင်ကထက်ပိုပြေရှင်းရခက်လာတယ်။အချို့အရာတွေကိုခေါင်းရှုံးမခံဘဲအပြီးလှုပ်ရှားတဲ့အခြေရပါတယ်။ခင်ဗျားကလည်းရေဘာမှတိတ်ပြီးတော့မမမမပြန်မလို့ခြင်းတဲ့ဘဝမျိုးမှာကျွန်တော်နေထိုင်နေပါတယ်။ကြည့်ဘလောက်ချမ်းမြေ့လိုက်ကြလဲပြီးရင်ဘလောက်နာကျင်အကွက်နေလိုက်မလဲ။ဘာမျိုးလင်းချမ်းမှမပါပဲခဏခဏလှုပ်ထလာရတဲ့မနက်တွေဆောင်းရံအတိတ်ပဲပဲပါတယ်။ ယောက်တည်းဆိုတဲ့အသေးကိုဘယ်ပျော်ရွှင်မှုမျိုးနဲ့မှခြေဖြတ်လို့မရခဲ့ဘူးခမရနဲ့ပတ်သက်ရင်ကျွန်တော်ကအကူအညီကြည့်လို့ပါတယ်တွင်ရင်တွင်ရင်နာကျင်ရင်အဆုံးရောက်သွားတဲ့အခါကျွန်တော်ဟာအသေးကောင်တယောက်လိုပဲခွေးနေလိုက်တယ်ခက်တခြင်းမှနားမထောင်ခြင်းမူဘသူကပြနဲ့မှကိုတန်ရာကိုပြန်မထိုးဆွားခြင်းမူလိုလဲမလိုခြင်းမူကျွန်တော်နာခြင်းမူပါဒီချိန်လိုနေပြီလေ ဒီเจ้าတွေကိုကိုယ်ပြန်မပြောမဲနေရအောင်ရည်ရွယ်ချက်ရှိရှိပြန်ဆုံးပြကြရင်ပေါ့ဝင်းနေတယ်ဆိုတာကြီးကိုဘလောက်နာကြည်စင်ချိန်မိတ်လက်ခံရတယ်မဝေးပါဘူးမိပါတယ်လို့တော့ကိုယ့်ကိုယ်ကိုလေပြားစရာအကြောင်းတရားတွေရှာပါတယ်ခုနကစဉ်းပြီးဝင်တဲ့အခါမိသိငယ်ချင်းတွေနဲ့မတော်တဆဆုံတဲ့အခါမိသတင်းတွေကြားရတဲ့အခါတခါတလေစိတ်လွတ်ကိုယ်လို့မင်းစီခေါခေါဆူဖို့ကြိုးစားမိတဲ့အခါမှာ မျောလင်းချမ်းဆိုတာမတိစိတ်မှာပါအမြင့်တွေလေကျောခိုင်းရှင်းမှာအနည်းဆုံးတယောက်တော့ဆိတ်ချမ်းသာတယ်မလဲဒါကြောင့်ခမပြောင်းနေတာတွေ့တာမျက်ရည်တွေနဲ့ပြောင်းရပါတယ်တရားစင်ရဲ့အခြေအားမကူစားနိုင်ပါဘူးဒီလိုပါပဲအချင်းသာစစ်တိုင်းပြန်ဆုံမယ်လို့ဘယ်တရားဘယ်ဘုရားသခင်ကမှမဟုတ်ကြပါဘူးတို့တော့ချစ်ချင်းမေတ္တာကိုကိုးဝယ်လို့ကျွန်တော် လွှမ်းရခဲ့ပါတယ်။လွှမ်းရရပါတယ်ပေါ့။ပြည်လေကြီးချားစရာမလိုပါဘူး။မိုင်းတိုင်တွေလည်းထောက်မချီပါဘူး။လူချင်းမဲခေါ်ဆိုတော့ဒီဖုန်းမှာအဆစီတစ်ပြက်ပါ။လက်ပစ်ထဲမှာလည်းဟောဆက်ဆက်လို့ရပါတယ်။ဘယ်တော့နဲ့တွေ့ဦး။ဘယ်နဲ့ချိန်ဆုံးဖို့ပြီလဲ။ဒီစင်မာကရောအခောက်ခောက်အခါကကဘာမီကိုလေလာခဲ့ပြီပေါ့။မင်းတကယ်ချင်းနေလေကိုတကယ်ချင်းဖြစ်ခဲ့ပေါ့။ နေရာရာကခါတာပါပဲဒါပေမဲ့လည်းကိုရတယ်တကယ်ပဲဖြစ်ဖြစ်ဖန်စာပြီးပဲဖြစ်ဖြစ်အချစ်ရဲ့ပြောအောင်နေလိုက်စမ်းပါကွယ်ပြောနေတယ်မဟုတ်လားတရိယာရောမညှော်နေတာမဟုတ်ဘူးအချင်းဆိုတာတည်ဆင်းနေတာကြပါပြီရှိစက်ပါရင်ဖြစ်လာမလဲဘာကိုတွေ့တာကြပါပြီအနောက်ဖြစ်နေတာလည်းယနေ့ဖြစ်လာအောင်ပဲမဟုတ်လား အနေကလည်းယနေ့လိုယနေ့ဟာလည်းမနေ့ကလိုလူတွေနဲ့စကားတွေများအကြည့်ပြောခြင်းကိုခံစားရသမျှအေးသားတွေလည်းပြောရင်အိမ်မက်တွေကလည်းမယုံပါပဲလက်တွေဖြစ်ပါရစေဆိုတာမျိုးမရှိတော့ကြပါဘူးတယောက်တော့သူလည်းမရှိတော့တာအတော်ကိုကြားခဲ့ပါပြီမိုးဥကြရက်တွေပေါ်တရိယာချင်းတွေကတဲတဲထန်ထန်ဒါပေမဲ့ ကိုတည်တည်ငြိမ်ငြိမ်နဲ့တရိယာတက်နေပါပြီ။ဒါလေးကတော့စိုင်းစရာစစ်ခွန်စာရေးတတ်ထားတယ်ခင်ဗျားကိုကျွန်တော်ချစ်တယ်ဆိုရဲဆောင်လေးရနေပြီးတော့အာဘောနောအာစိတ်ကြိုက်အာစာပိုင်းလေးတွေကိုဖတ်ပြတာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။